ဆွီစီတီမှာလည်းချော်ပါတို့ကစံကြီးကိုမှန်တွေတကယ်လိုက်ရှာနေခဲ့ကြပါဗျာ ခါရုတ်ကဘူလီကိုနှော်ပြီးဟိုကဲရေတိုက်ရဲ့မှန်တီနီယာကိုမိနစ်တုံးမှာပဲချော်ပါကအရှင်ကသူ့တို့ဗမန်ကိုမြင်ခဲ့ရတဲ့အချိန်ကိုပြန်နေတိကျသွားပြီးတော့တခြားစဉ်းစားပါတော့ရယ်လူဖီနဲ့နာမီကလည်းစံကြီးကိုရှာဖို့ဗမန်ခန့်တက်ကိုသွားမယ်ပြောခဲ့တာကြောင့်နန်းတော်ရဲ့မှန်ကိုတွေ့အောင်ရှာချပြီးတော့လူဖီတို့ကိုစတိုးစောင့်နေရမယ်လို့ချော်ပါကပြောနေခဲ့ပါတယ်။တပတ်ကလူဖီကလည်းလက်ကိုတန်ရိုက်ထတာကနေလွမြောက်ဖို့အတွက်သူ့လက်ကိုအရှိကြီးဖြစ်အောင်ဆွဲဆန့်ပြီးတော့သူ့လက်သူဖြတ်ကလွတ်ဖို့ကြိုးစားနေတော့မှာပဲချေချော်ပြီးတော့ပုံမှန်တိုင်းပြန်ဖြစ်သွားပါတော့ရယ်နာမီလည်းရက်တက်လိုက်ဖို့ပြောနေရမယ်လူဖီကတော့နောက်တစ်ခါအစကပြန်လုပ်ပါတော့ရယ် အဲ့ချိန်တရားဝင်နဲ့ရိုက်ချူကိုပိုတင်ကမြင်လိုက်ပြီးတော့အရန်လက်နေခဲ့ပါပြီ။တစ်ဖက်မှာလည်းပိုနီကလစ်တွေကိုကော်ပီရှင်တွေနဲ့ဘရုတ်ကိုပင်မန်းကမိသွားတော့ဘရုတ်လည်းတိုက်ခိုက်ဖို့ပြင်ရပါတော့ရဲ့။ဒါကိုပင်မန်းကလည်းသဘောကျစွာရှီလိုက်ပြီးတော့တေချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ဆိုကာဇုပရိုမီသီးယပ်စ်နဲ့နပိုလီယန်တို့ကိုတိုက်ပွဲပုံစံပြောင်းလိုက်ခါစတိုက်ခိုက်ဖို့ပြင်လိုက်ပါပြီ။အဲ့ချိန်ပန်ပြူနဲ့တွေ့နေတဲ့တာမကူကလည်းကော်ယုံအုပ်ထုပ်နဲ့တခိုးမောင်းကိုဖမ်းထားတာကြောင့်မလို့အရှုံးပေးဖို့ပြင်လိုက်ပါတယ်။ပပျိုကလက်မခံတော့နှစ်ယောက်သားစတိုက်ခိုက်ကြပါပြီပပျိုရဲ့အလက်ချွတ်တွေကသူ့ဘော်တရားမှုမရှိဘူးလို့ထမကူကပြောလိုက်ပြီးတော့ဓာတ်နဲ့ခုတ်လိုက်ပါတော့ ပါဒိုကလည်းသူ့ရဲ့အလက်ထရစ်ကိုခံနိုင်ရရှိအောင်လို့တခုခုကြိုတင်ပြင်ဆင်ထားတယ်မလားလို့မေးလိုက်တော့ထမကူကလည်းသူ့ရဲ့ဝတ်စုံကအလက်ထရစ်ကိုခံနိုင်ချောင်းကိုပြောပြလိုက်ပါတယ်ထမကူရဲ့စကားကြောင့်ပါဒိုလည်းအတိတ်မှာတုန်းကဇပိုနဲ့အတူမိုးကိတ်အိုင်လန်ကိုလာခဲ့တုန်းကအခြေအနေကိုပြန်တွေးမိသွားခဲ့ပါတယ်ပါဒိုနဲ့ဇပိုတို့ကခန်ဒီအိုင်လန်ပေါ်မှာလမ်းလျှောက်နေကြတော့ဖပ်ကွန်ကပြင်သွားပြီးတော့လာနှုတ်ဆက်ပါတယ် ပပကွန်ကသူဟာဖမန်းပေါ်ရဲ့အဖွဲ့ဝင်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ပတ်တူတို့ဒီကိုရောက်လာရတဲ့အကြောင်းကိုလည်းမေးတော့ပတ်တူကမပြောပြခဲ့ပါဘူးသူတို့နဲ့ပတ်တူနဲ့ဇပ်ပိုတို့ဟာနန်းတော်တဲကိုဝင်လာခဲ့ပြီးတော့ဖိုနီကလစ်ကိုခိုးဖို့လုပ်နေတာကိုထမကူကတားဆီးခဲ့တာပါဒီလိုနဲ့ပတ်တူတို့ကစတင်တိုက်ခိုက်ခဲ့ကြပြီးတော့ပတ်တူရဲ့လက်ချက်နဲ့ပဲထမကူရဲ့ဘက်ဘက်မျက်လုံးကလည်းကန်းခဲ့ရပါတယ်ဇပ်ပိုလည်းပတ်တူအစင်ပြေလာလို့မင်းနေတော့မှပဲအနောက်ကိုဖမန်းဟာရောက်လာခဲ့ပါတယ်အဲ့လိုမျက်စိတစ်ဖက်ကန်းအောင်လုပ်ခဲ့တာကြောင့်မလို့ထမကူကလည်းပတ်တူကိုလက်စားချေဖို့စောင့်နေရဆိုပြီးတော့ထပ်တိုက်ခိုက်ကြပါပြီ ်တက်ခိုက်နေရင်နဲ့ထမကူကသူ့ရဲ့ဘက်ဘက်မျက်လုံးဟာတခါတရံရားတဲ့အချိန်တိုင်းပပျိုသားနဲ့ခုတ်ခဲ့တော့ကနာကျင်မှုတွေကိုပြန်အမှတ်ရနေတော့မယ်လို့ဆိုပါတယ်အတိတ်မှာတုန်းကပပျိုနဲ့ဇပ်ဘုကိုဖမ်းပြီးတော့ပြမန်းကိုတိုင်စစ်မေးခဲ့ပါတယ်ကျွမော့ချီလာပြီးပိုနီကလစ်တွေကိုခိုးဖို့ကြိုးစားကြရဲ့တမကူကိုဓာတ်နဲ့ခုတ်ခဲ့တာတွေကြောင့်ပြန်ပေးဆက်ရမယ်လို့ဆိုကချင်းဝိုင်းကိုချူလာဖို့ပြမန်းကအမိန်ပေးခဲ့ပါတယ် သူတို့နဲ့ဇပ်ပိုရဲ့ဘဝတန်တန်တွေကနေ1တရာတန်တန်ကိုဘယ်ဘက်ကရှူခဲ့ပေမဲ့ဇပ်ပိုရဲ့တန်တန်က1 30တာရှိရကြမလို့ဂျန်နဲ့1 80တန်တန်ကိုပတ်ပြူကပဲပေးရမယ်လို့ဘယ်ဘက်ကပြောခဲ့တာပါပတ်ကွန်ကလည်းသူ့ကိုကြီးသူအတနာခံပြီးတောင်းပန်ပေးခဲ့တဲ့ကြောင့်ပတ်ပြူရဲ့ပိုနီကလစ်တစ်ကိုခိုးဖို့ကြိုးစားခဲ့တဲ့အဖြစ်အတွက်ဆယ်နှစ်ကိုပဲရှူပေးမယ်လို့ပြန်ပြောလိုက်ပြီးသမကူရဲ့မျက်စိကန်းအောင်လုပ်ခဲ့တဲ့အဖြစ်အတွက်1 60ကိုတော့ဂျားကနေတောင်းပန်ပေးတဲ့ပတ်ကွန်စီကရှူရမယ်ဆိုပြီးပြောလိုက်ပါဒီစကားကိုကြားတော့ပတ်ပြူကသူ့မျက်လုံးသူဖောက်ထုတ်ပြလိုက်ပြီးတော့သူ့ကိုပဲအပြစ်ပေးလို့ပြောလိုက်တာကြောင့်မလို့ဘယ်ဘက်ကပတ်ပြူစီကန်းနေပဲတတန်းအနှစ် 2020ကိုထပ်ယူခေလိုက်ပါတော့။ဒါတကူပြန်သွင်းနေတော့မှပဲထမကူကဘာလို့ဒီကျွန်းမကိုနောက်တစ်ခေါက်ပြန်လာရလာလဲလို့ပတ်ပြိုကိုမိလိုက်ပါတယ်။ပတ်ပြိုလည်းကော်ယိုအထုတ်လူဗီကသူ့ရဲ့တိုင်းပြည်ကိုကယ်တင်ပေးခဲ့တဲ့ကြောင့်မလို့သူ့ကိုကျေးဇူးပြန်ဆက်ဖို့တဲ့လူဗီတို့ကကဘာတည့်ရဲ့အာယံဦးအလင်းရောက်ကိုထုံညိပေးမဲ့သူတွေလို့ယုံကြည်တာကြောင့်လို့ပြန်ပြောလိုက်ပါတယ်။ထမကူကလည်းဘတော်မှအဲ့လိုတွေဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။မင်းကလည်းဒီမှာပဲတရားတော်မှလို့ပြန်ပြောတဲ့အခါပတ်ပြိုလည်းထမကူရဲ့ချက်ဥကိုနှစ်ပိုင်းပြန်အောင်ခုတ်ပေးလိုက်ပြီးတော့သူကဒီမှာပဲတိမ်မဲ့လူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။လူဗီတယောက်ကလည်းသူ့လက်သူအရှိကြီးဖြစ်အောင်ဆွဲဆန့်နေတော့မှပဲနာမည်ကလည်း ဲ့လက်တွေကတကယ်ကြီးပြတ်ထွက်သွားတော့မှမလို့ရက်တက်လိုက်ဖို့ပြောနေပေမဲ့လူဖီကတော့ပြောမရပါဘူးတရားဥလာကေတာကိုတော့ထိုင်ဆောင်နေရမယ်ဆိုရင်လူဖီကသူအကုန်လုံးကိုဆုံးရှုံးသွားရနိုင်ပြီးတော့ဖမန်းတတကိုခံရမှာမလို့သူကတော့မလိုမချင်းစူးစမ်းနေရမှာပဲလို့နာမည်ကိုပြလိုက်ပါရဲ့နာမည်လည်းလူဖီလက်တွေပြတ်ထွက်သွားမှကိုမမြင်ချင်လို့ရက်လိုက်ဖို့ပဲအော်နေခဲ့ပါပြီတစ်ဖက်ကစန်ဂျီကလည်းအချစ်စိတ်တွေမှုံပြီးပူတင်အတွက်ဟင်းတွေအများကြီးချက်ပြီးတော့ယူသွားဖို့လုပ်နေခဲ့ပါရဲ့အသွေးထဲမှာလည်းပူတင်ရဲ့သူ့ကိုချီးမွမ်းတဲ့စကားတွေကိုစိတ်ကူးချင်ရင်းနဲ့အရန်ပျော်ရွှင်နေပြီးတော့ပူတင်စီကိုထွက်လာခဲ့ပါတော့ရဲ့ သူတို့နဲ့ပိုတင်ရဲ့အခန်း၈ခုရောက်တော့တကမာကြီးကပိုတင်ကအရေးကြီးကိစ္စလုပ်နေတာမလို့စံကြီးကိုအထဲကိုဝင်ခွင့်မပြုတာကြောင့်စံကြီးလည်းပိုတင်အဝေးလဲနေတာထင်တယ်ဆိုပြီးတော့သူ့ချက်လက်တာလေးတွေနဲ့ပန်းစည်းလေးကိုပဲပိုတင်စကိုပေးပေးပါလို့ပြောရင်ပဲတကမာကြီးကတော့လက်မခံပဲထွက်သွားဖို့တာပြောလိုက်ပါတယ်။ဒီလိုနဲ့စံကြီးလည်းပိုတင်ရဲ့လေတာဆောင်အခန်းပရင်ပေါက်ကနေပေးလို့ရတာကိုတွေးမိပြီးတော့အပြင်ကိုထွက်လာတဲ့အချိန်မိုးတွေတဲနေတာကိုတွေ့ပြီးတော့ပိုတင်နဲ့သူလက်ထပ်ချက်ရအောင်ဆိုပြီးပြောခဲ့တာတွေကိုပြန်တွေးရင်းနဲ့ပရင်ပေါက်စကိုလမ်းလျှောက်လာခဲ့ပါတယ်။ တို့နဲ့ပရင်ပေါက်ကနေတဆက်အထဲကိုလှမ်းကြည့်လိုက်တဲ့အခါပိုတင်ရဲ့အခန်းထဲရောက်နေတဲ့ရိုက်ချူကိုမြင်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲရိုက်ချူရှစ်ကပိုတင်ဟာလည်းမလုံးသုံးလုံးနဲ့အော်ရှီနေပြီးတော့စံကြီးတို့အောက်တန်းစားကောင်ကိုယူမယ်လို့ထင်နေရလား။အိမ်မမမနေနဲ့လို့ပြောနေတာကိုစံကြီးကြားလိုက်ရတာကြောင့်မလို့အယမ်းလန့်သွားခဲ့ရပါပြီ။စပီးတော့ပိုတင်ဟာသူဟာမမားရဲ့အချစ်တော်သမီးလေးဖြစ်နေရတာသူ့ရဲ့အစွမ်းကြောင်းဆိုပေမဲ့အခုရက်တွေမှာအရန်ကိုခယူဆိုင်ခံနေရတာကြောင့်မလို့အာယုံလဲနောက်ရတယ်လို့ကယောအထုပ်တွေကိုအယူတော့ရတာကလည်းအရန်လွယ်ကူတယ်လို့ရိုက်ဂျီကိုပြောနေခဲ့ပါတယ် တပတ်ကလူဗီဟာလည်းပိုတင်ကိုပြန်ပေးဆက်ခိုင်းရမယ်ဆိုပြီးပိုတင်တယောက်နာမည်ဒိုစီကိုလာတွေ့ခဲ့တာကိုပြန်တွေးမိသွားခဲ့ပါတယ်။စန်ကြီးကသူမကိုလက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ပိုတင်ကလက်ခံမှာမဟုတ်ဘဲနဲ့စန်ကြီးလိုနှာဘူးကောင်ကိုအယူလှုပ်လိုက်ရုံတသက်ဖြစ်ပြီးတော့မင်္ဂလာပွဲအလယ်မှာပဲစန်ကြီးကိုသူကိုယ်တိုင်တတ်မဲ့အပြင်လူဗီဒိုကိုတော့အသက်ရှင်လျက်ထားပြီးချီခိုင်းထားမှလို့ပြောပြီးလှောင်သွားခဲ့တာပါ။ ။ဒါကြောင့်လူဗီခါပိုတင်ကိုဒေါသအတော်ထွက်နေပြီးတော့စံကြီးကိုကယ်ဖို့အတွက်အခုလိုပဲလုံနေရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းပိုတင်ကရာဂျူတိုရဲ့ဂျာမန်စစ်တီစစ်ကိုထပ်ပြီးတော့လောင်ပြောင်နေခဲ့ပါပြီ။မမားရဲ့ရည်ရွယ်ချက်အစ်စ်ကပိုတင်ကိုလက်ထပ်ပေးဖို့မဟုတ်ဘဲနဲ့ဂျာမန်စစ်တီစစ်ရဲ့ကိုဘွားစစ်တာဖော်မြူလာကိုလိုချင်ရှုံးပါ။အခုဆိုရင်ဂျာမန်စစ်တီစစ်တိုင်းပြည်လုံးမမားရဲ့နေမိတဲ့ကိုရှောင်းနေပြီမလို့အရာအားလုံးမမားရဲ့အစီအစဉ်အတိုင်းဆက်ဖြစ်နေတာကြောင့်မနက်ဖြန်မင်္ဂလာပွဲမှာ Facebook Family အကောင့်လုံးကွန်မြတ်ခံရမယ်လို့ပိုတင်ကပြောပြလိုက်ပါတယ်။ ဒါတကူအပြင်ဘက်မှနားထောင်နေရတဲ့စံချီလည်းတရှိသွားခဲ့ရပါပြီတခါတုန်းကဂျာမစစ်စစ်ဟာနော်ဘလူးကိုတိမ့်ပိုက်ခဲ့ပြီးပေမဲ့မနက်ဖြန်ကြာရင်တော့ Vinsmoke Family ထိပ်သီး6ရောက်လုံးတိုက်ဆုံကြရတော့မယ်ပူတင်ကသူ့ရဲ့တနက်နဲ့အပြစ်ခံရရင်လည်းတွေးတဲ့နေရာအနက်ရှောက်မပြေးဖို့နဲ့ဝယ်ရင်ကိတ်ကိုတွေးဆုံခဲ့မယ်ဆိုရင်မမကစိတ်ဆိုးပြီးအကုန်လုံးကိုဖျက်ဆီးပစ်လိုက်မယ်လို့ဆိုတာတနက်ကိုအဆမ်းပြပြလိုက်ပါတယ်ကန်တီချက်ကက်လို့ခေါ်တဲ့ခြိထက်ပြရမယ်36 caliber Walker Percussion Pistol လို့ပူတင်ကဆိုပါတယ်ဒီတနက်ဟာကြီးကတန်ချက်ကတွေဝတ်ထားတဲ့စစ်သားတွေအတွက်အထူးတည်တံ့ထုတ်လုပ် ထားတဲ့အကြောင်းမှထပ်ပြောပြလိုက်ပြီးတော့အပြက်ရောက်နိုင်ဖြိုးဂျယ်လီကလည်းမနက်ဖြန်ပူတရဲတန်းတန်းနဲ့အပြစ်ခံလိုက်ရတဲ့အချိန်ဖြစ်သွားမဲ့စန်ကြီးရဲ့မျက်နှာကိုမြင်ချင်းလာပြီလို့ဆိုကစလောင်ပြောင်းပါတော့။ပိုတင်ကလည်းစံကြီးဖြစ်သွားတော့မျက်နှာအမူအရာမျိုးစုံကိုလုံးပြနေပြီးတော့ရဲဂျူကမျက်နှာတွေ့ထတာကြောင့်မလို့ပိုတင်ကသူ့ကိုကြည့်ဖို့ပြောလိုက်ပြီးတော့စံကြီးလက်ထက်ကြရအောင်လို့ပြောခဲ့တဲ့အချိန်ကနီဂျီထိုးကျိတ်ထားလို့ဖြစ်နေတဲ့မျက်နှာအတိုင်းတရုတ်ဆောင်ပြပါတော့။ပိုတင်ကအဲ့လိုသနာစရာပုံစံလုံးပြခဲ့တဲ့စံကြီးကြောင့်မတတ်တဲ့အစုံမျိုးတွေပါကြပြခဲ့ရပြီးတော့ဂျွမ်မာပါချိုးပြခဲ့ရတဲ့ဆိုကအော်ရှီပြီးတော့လောင်ပြောင်နေပါတော့တယ်။ ဒါတွေကိုအပြင်မှာရှောင်းနေတဲ့စံကြီးကကြားနေရတာကြောင့်မလို့လက်ထက်ကပန်းစည်းနဲ့သမင်းပူလေးကိုပြစ်ချပြီးတော့မိုးရည်တဲ့ဆက်လက်မီးလေးညှိနေတဲ့ကြေကွဲနေခဲ့ပါပြီ။နောက်ဆုံးမီးချစ်ကန်းနဲ့မီးတစ်ချက်တောက်ခဲ့ပေမဲ့မိုးရည်ကြောင့်မီးဟာပြန်ငြိမ်းသွားခဲ့ရပြီးတော့စံကြီးတယောက်လည်းမိုးရည်စားရည်နဲ့အတူမျက်လုံးတက်ကမျက်ရည်စားရည်ပါစီးကျနေပါတော့ရဲ့။ will be eliminated ်ဖြူချဲလီကလည်းရွိုင်ချူရဲ့ပေါင်ဟာတွေးထွက်နေတာကြောင့်မနက်ဖြန်မတိုင်ခင်တည်သွားမယ်ဆိုရင်သူတို့ဒုက္ခရောက်လိုက်မယ်ဆိုတာပိုတေကိုတတိလှမ်းပေးလိုက်ပါတယ်ပိုတေကဒီညရွိုင်ချူတည်သွားလို့မဖြစ်တယ်လို့သူရဲ့တယောက်မှန်ကိုလည်းသူများတွေကိုပြောပြလိုက်လို့မဖြစ်ဘူးဆိုပြီးတော့ရွိုင်ချူရဲ့ခေါင်းထဲကိုသူ့ရဲ့လက်နဲ့ထိုးထည့်လိုက်ပါတော့ရဲ့အဲ့ဒီနောက်ရွိုင်ချူရဲ့ခေါင်းထဲကနေပြီးတော့ပိုတေကဖလင်ပြားတစ်ခုကိုဆွဲထုတ်လိုက်ပြီးတော့သူမကမီမိုမီမိုလို့ခေါ်တဲ့ဒီဘက်ဖစ်ကိုစားထားတဲ့သူမလို့လူတွေရဲ့မှတ်ညံတွေကိုလိုလိုကြီးလို့ရတယ်လို့ထိန်းချုပ်လို့လည်းရတယ်လို့ဆိုပါတယ် တကယ်တော့ရေဂျူရဲ့ပေါက်ကိုတော့နည်းနည်းပြက်ခဲ့တဲ့သူဟာလည်းဖြစ်တယ်ပါပဲအဲ့ဒီနောက်ရေဂျူကိုချင်းချောက်ပြီးသူခန်းထဲကိုခေါ်လာခဲ့တာကိုမှတ်မိနေတဲ့ရေဂျူရဲ့မှတ်ညံနဲ့ဒီခန်းထဲမှာသူမနဲ့ပြောခဲ့တဲ့အကြောင်းအရာမှတ်ညံတွေအားလုံးကိုလည်းဖိုတင်ကကတ်ကြီးနဲ့ဖျက်ထုတ်ပြလိုက်ပါတော့ဟင်ဖိုတင်လည်းပညာကိုပြန်ပြင်ပေးပြီးမလို့မှတ်ညံဖလင်ပြားကိုပြန်လွှတ်လိုက်တဲ့အချိန်မှာတော့ရေဂျူရဲ့တတိမိသွားခဲ့ရပါပြီအဲ့ဒီအချိန်အပြင်မှာတော့ဆန်ဂျီကရှိမနေတော့ပါဘူးတစ်ဖက်ကဘရုတ်ကလည်းဗမန်ကိုတိုက်ခိုက်ဖို့အတွက်နိုင်ငံတကာဘေးဆောင်ပတ်ပြေးပြနေပြီးတော့ဗမန်တတိလွတ်သွားတဲ့အချိန်နောက်ကျောကနေဂါဗော့ဘွန် and event တိုက်ခွင့်နဲ့စတိုက်ခိုက်ပါပြီဒါမဲ့စုကဝင်ကားလိုက်ပြီး ီမိုးချိုးပါပြပေးလိုက်ပါတော့ရင် Prometheus ကလည်းသင်ကန်းစာပေးရမယ်ဆိုတာမင်းနဲ့စမုပ်လို့ဇူးကလည်းမိုးချိုးရည်နဲ့အဆမပြပြစ်ပါတော့ရင် Brooke က Prometheus ရဲ့မိကိုရှောက်လိုက်ပြီး Swallow Bone and a Friend နဲ့ထပ်တိုက်ခိုက်ပေးပေး Prometheus လည်းလက်ချက်နဲ့ပဲလွတ်ထွက်သွားခဲ့ရပါပြီ Brooke ကဒီကောင်တွေရဲ့ပြောခွင့်ကိုတိပြီးဆိုပြီး Soaking မလို့ပင်မရဲ့စိုးရဲကိုအနာယူခိုင်းမယ်ပြောလိုက်ပြီး Kita ကိုစာတီးပါတော့ရင်ဒါပေမဲ့မမထူးမလာခဲ့ပါဘူး အဲ့နောက်မှာတော့ဆုကမိုးချိုးတဲ့ပစ်ချ Prometheus ကလည်းမီးနဲ့မှုန်နောက်ဆုံးတော့ Brook ကလဲကျသွားခဲ့ရပါပြီဘယ်မှန်လဲသူ့အပိုင်ဖြစ်ပြီးဆိုပြီး Brook ကိုဆွဲယူလိုက်ပေမဲ့ Brook ကရှောင်လိုက်တာကြောင့်ဘယ်မှန်လက်ထဲမှာတော့ကြောက်ခဲတွေပဲပါလာခဲ့ရပါတယ် ဘရော့ခါလှုပ်နိုင်နေတိတာကြောင့်မလို့ဆူနေပရမီသီယပ်စ်ကသူချမဲ့ငါချမဲ့လုပ်နေတော့ဘရော့ခါလျှက်တဲ့ပြဝင်တိုက်ခိုက်ပါတော့ရင်ဒါမဲ့နပိုလီယွန်ကဒါဖြစ်ပြောင်းပြီးဝင်ခုပစ်တဲ့ကြောင့်မလို့ဘရော့တီးယားမောက်သွားခဲ့ရပါတယ်ဒါမဲ့ဘရော့ခါပြန်ထလာခဲ့တာကြောင့်မလို့ပင်မလဲဘရော့ခါစံကြီးကိုပြန်ခေါ်ဖို့တက်ပိုနီကလစ်တစ်ကိုမိတ်သူကူးချင်နေတာဘာကြောင့်လဲလို့မေးနေရပါပြီဘရော့ခါလည်းစံကြီးကလူကောင်းတယောက်ဖြစ်တာကြောင့်မလို့ဘမန်တို့တွေဝါမီထောင်ချောက်စင်ပြီးအချက်ခံခံထားရမယ်မသိပါမယ်သူရဲ့ကပတိန်လူဗီဟာလဲဆုံးဖြတ်ချက်ချပြီးအစောင့်ထိလွတ်တဲ့လူစားမျိုးမလို့သူတို့ညက်ကိုယုံကြည်ထားတယ်လို့ဆိုပါတယ် ဒါမဲ့စံကြီးတာပြန်မလာတော့ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်အရာအလုံးပြောင်းဆန်ကုန်မယ်ဆိုရင်အဲ့လိုရွေးချယ်မှုကြောင့်စံကြီးတယောက်သူ့ကိုယ်သူအပြစ်တင်နေမှာကိုလည်းမမြင်ချင်ဘူးအဲ့ဒါကြောင့်စံကြီးကိုကယ်တဲ့မစ်ရှင်ဟာဘလောက်အရေးကြီးလဲဆိုတာစံကြီးတယောက်စူးစမ်းရမယ်ပြီးတော့ဘလော့ပိုနီကလေးကိုလည်းရအောင်ကူးယူမယ်လို့ဘရိုကဆိုပါတယ်ပင်မန်းကတော့နင်တို့ကတေးရမှမကြောက်ကြရမယ်စံကြီးရောနင်တို့အကုန်လုံးရောတေးသွားကြမယ်ဆိုရင်ရောဆိုပြီးတော့မေးလိုက်ပါတယ် ဒါပေမဲ့ brook ကတော့ဘလို့ငတုံးကတိမဲအစီအစဉ်ကိုလုံးမှာလဲဖတ်တီမဆိုပြီးတော့ဘယ်မန်းကိုပြန်ပြောလိုက်ပါ යි တစ်ဖက်က mirror wall ထဲမှာလဲခါပြောကဟိုကိတ်ရှေ့တိုင်းမှာရှိတဲ့မှန်ကိုမပြောမချင်း beauty ကိုဂလီတွေစလိုက်ထိုးနေခဲ့ပါတယ် beauty လဲသူက mirror mirror နိုမီကိုစားထားပေမဲ့မှန်ရဲ့တည်နေရကိုမသိတာကြောင့်သူတို့တွားချင်တဲ့နေရာအချောင်းကိုလဲမှန်နေကိုဒါပြန်မေးလိုက်ဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ချော့ပါတို့လဲခံတတ်ကြောင့်မှန်နေကိုပဲမေးကြည့်တဲ့အခါမှန်ရဲ့အများကြီးကလဲသူတိတဲ့ငါတိတဲ့နဲ့ပြန်ဖြေကြပါတော့ဟဲ့ ချောပါနဲ့အခုဖြစ်နေတဲ့မှန်တွေထဲမှာဘယ်မှန်ရဲ့မျက်နှာပြင်မှာလူဗီနာမီဘရုတ်ပါတီကိုစန့်ကြည့်ဒီလူတွေတဲကတရားဝရဲ့ပုံရိပ်ပေါ်ဘူးလဲလို့မေးပါတော့ရင်မှန်တွေလည်းနမယ်နဲ့လူကိုတွဲပြီးတော့မသိချောင်ပြန်ပြောတော့ခိုင်းဝင်လဲသူပုံဆွဲပြီးတော့ပြတ်မှာမလို့သူတာဝန်ထားဖို့ပြလိုက်ပါတပတ်က live view အချင်းထောင်မှာလေလူဗီရဲ့လက်ဟာဆွဲဆန့်လုံးနေလို့ပြတ်သက်တော့မလို့ဖြစ်နေရကြောင်းနာမည်လဲကြောင်လို့အောင်ကိုပြီးတော့ရှက်ဖို့ပြောနေခဲ့ရပါတယ်။ Charlotte Opera ကလည်းလူဗီကိုယူနေပြီလို့ပြောရင်းနဲ့မမားကသူ့ရဲ့သမီးလိုလာရဲ့တင်ညာကိုစုံစမ်းခိုင်းထားတာကြောင့်မလို့နာမည်ကိုလိုလာကြောင်းကိုမေးပါတော့ရဲ့။ နာမည်ကမပြောပြတဲ့အခါအော်ပရာကလူဗီကိုမြားနဲ့ချိန်ပြီး9စက္ကန့်တွင်လူလာရဲ့တည်နေရာကိုမပြောရင်လူဗီကိုတတ်ပြစ်မယ်လို့ချိန်ချောက်ပါတယ်။အဲ့ချိန်ဂျင်ဘဲကရောက်လာပြီးတော့အော်ပရာကို5000 breakfast နဲ့ထိုးပြီးတော့တတိမြောင်လောက်လိုက်ပါပြီ။လူဗီတို့လည်းဂျင်ဘဲကိုပြင်တော့အရန်ဝမ်းတာသွားချရပါတယ်။ရာချူတယောက်လည်းတတိမိနစ်ဆဲဖြစ်ပြီးဆရာဝန်ကလည်း German 66ရဲ့အထူးပြုလုပ်ထားတဲ့ခန္ဓာကိုယ်ကြောင့်တရားရွေးကအမြန်တက်တလာမှဖြစ်ပြီးမနှက်ပြန်ဆိုရင်ပြန်ကောင်းသွားနိုင်တယ်လို့မှတ်ချက်ပေးပြီးထွက်ခွာသွားခဲ့ပါတယ်။ဆရာဝန်ထွက်သွားတဲ့တပြိုင်နက်စံကြီးတဲ့အဆောင်ကိုတတိလျောက်လုပ်ပြီးရာချူနိုးလာတဲ့အချိန်ထိစောင့်ပေးနေခဲ့ပါတယ်။ ရာဂျူတယောက်ကတော့သူမဖာလေးဖြစ်သွားခဲ့တယ်ဆိုတာမှမမိတော့ပဲနဲ့ဝေဝါးနေတာကြောင့်မလို့စံကြီးကအကုန်လုံးကိုသူပြပြပေးမယ်လို့ဆိုပါတယ်။တစ်ဖက်ကချင်ဘဲကလည်းလူဗီဒိုအဖမ်းခံထားရတဲ့စာအုပ်ကိုမေးရှို့ပေးလိုက်တာကြောင့်မလို့လူဗီဒိုလည်းလွတ်လာခဲ့ပေမယ့်အဝတ်စားတွေကတော့မိလောင်သွားခဲ့ရပါတယ်။အချင်းနောက်စာအုပ်ကြီးမိလောင်သွားပြီးရဲ့နောက်မှာတော့အခြားဖမ်းခံထားရတဲ့အချင်းသားတွေလည်းထွက်ကြလာခဲ့ပါပြီ။နာမည်နဲ့အဝတ်စားလိုက်ပြီးတော့ချင်းဘဲဘာကြောင့်ဒီကိုရောင်းနေရလဲလို့မေးလိုက်ပါတယ်ချင်းဘဲကသူဥဆောင်တဲ့စမ်ပါရဲအဖွဲနဲ့သူဖမန်းနဲ့လက်တွဲမဲ့ကိစ္စအတွက်လာခဲ့တယ်လို့ပြောပြီးတော့ချင်းဘဲတယောက်တည်းကပဲဖမန်းကိုပုံကန်ခဲ့တယ်လို့ပြောပြလိုက်ပါတယ် အဲ့ချင်အပြင်ကစစ်သားတွေကစာကြည့်တဲ့ဝင်လာကြတဲ့အခါနာမည်တွေလည်းပုံမို့လို့ပဲမယ်လူတွေကဘိုက်စာလို့လို့မတက်တော့မှမရှိနိုင်တော့ပါဘူးဒါမဲ့စံကြည့်ချက်တမှာမခေါ်ရင်ဘာမှမစားဘူးလို့ပြောခဲ့တာတွေကိုပြန်တွေးမိပြီးတော့လူပီတယောက်ပြန်ထလာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲပိုတင်ပြောခဲ့တဲ့စကားတွေကိုလည်းပြန်တွေးမိပြီးတော့ဒီအကြောင်းတွေကိုစံကြည့်တယောက်ပြောပြရမှာမလို့နာမည်ကိုချင်းမဲစီအပ်ခဲ့ပြီးတော့လူပီကတော့အဆောင်တွေကိုတိုက်ခိုက်ပြီးအပြင်ကိုထွက်ခွာလာခဲ့ပါပြီ တပကဆန်ဂျီကလည်းရာဂျူကိုဖြစ်ချောင်းကုန်စင်ပြပြရတဲ့အခါရာဂျူလည်းပိုတင်ရဲ့တယောက်မှန်ကိုအံ့ဩနေရပြီးတော့မနက်ဖြန်မင်္ဂလာပွဲမှာပိုတင်ကိုသူကိုယ်တိုင်စောင့်ကြည့်နေမယ်လို့ဆိုပါတယ်။ဆန်ဂျီလည်းသူ့ရဲ့လက်ထက်ကိုသူပြန်ကြည့်ရင်လည်းပိုတင်ရဲ့လက်ထက်မှမို့လူဗီနဲ့ဇက်တိုးကိုလှုပ်ပေးဖို့တောင်းဆိုခဲ့တာတွေကိုကိုစတိခတ်မှုစ조사ခဲ့တာတွေကဟာတာတစ်ခုဖြစ်ခဲ့တာပဲလို့ဆိုပါတယ်။ရာဂျူကလည်းသူတို့အဖေရဲ့ကိုကိုအထင်ကြီးပြီးရိုကိုနဲ့အပေးယူလှုပ်ဖို့လောဘကြီးမိတာတွေကိုတင်ကန်းစာပေးဖို့အချိန်ကောင်းပဲမို့လို့အားလုံးကိုမတိချင်အောင်စောင့်ပေးပမန်စီစဉ်ထားလို့ပဲဆက်ပြီးဟန်ဆောင်ကြဖို့ပြောလိုက်ပါတယ်။ဆန်ဂျီလည်းအဲ့လိုလုပ်ရင်သူတို့အကုန်တေကုန်လိမ့်မယ်လို့ပြန်ပြောတော့ ရဂျူကကာယိုအထုံးတဲ့သူဒီကျုံကထွက်ပြေးဖို့စံကြီးကိုပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုတော့လုံးမဲ့ဆိုရင်တော့ဘာဘတီစတော့ဆိုင်ကလူတွေကိုချင်းချောက်ထားတဲ့ကိစ္စကတော့ဘလို့လုံးမလဲလို့စံကြီးကပြန်ပြီးတော့ရဂျူလည်းအသက်၁၈မှာအဲ့ဒီအကြောင်းတွေကိုစက်စင်းစားစမ်းပါလို့ဆိုပါတယ်။အတိတ်မှာတော့ကရဂျူတို့အမေဆိုရာဟာစံကြီးကိုဝင်ဆောင်ထားတဲ့အချိန် ဂျာဂျီရဲ့အစီအစဉ်ဖြစ်တဲ့သူတို့ကလေးတွေကိုတွေးသူတမားဖြစ်ပြောင်းလဲပြမကိုအပြင်းထန်ကန့်ကွက်ခဲ့တာကြောင့်ရန်တွေအကြီးကြီးဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျက်ကိုမလွန်ဆန်နိုင်တာကြောင့်မလို့အတင်းဆွဲခေါ်ခံရပြီးတော့ခွဲစိတ်မှုကိုလည်းလုပ်ခဲ့ရပါတယ်။ဒါပေမဲ့ဆိုရာကတော့ဂျက်ရဲ့အကြံတွေမအောင်ပြင်အောင်လို့ဆေးရပြင်းတွေတောက်ပြီးတော့ပြန်တားဆီးခဲ့မယ်ဆိုရာဟာချရှုံးခဲ့ရပါတယ်။ဒါပေမဲ့စန်ကြီးတယောက်ထဲကပဲသူတို့ကလူသားဆန်နေခဲ့တာပါ။ ဒါကိုတိလိုက်ရတဲ့ဆိုရတဲ့အရန်ဝမ်းတနေခဲ့ရမယ်တောက်ခဲ့တဲ့ဆေးအရှိန်တွေကြောင့်ကျမရေခါပို့ပို့ပြီးတော့ဆိုးလာခဲ့ရပါတယ်။ရချူတယောက်အတူမက်စီလာလေတဲ့အချိန်စံကြီးချက်ကျွေးခဲ့တဲ့ဟင်းတွေကိုကောင်းဆရာတာကိုတိလိုက်ရပြီးတော့စံကြီးရဲ့နေပြည်တော်ကောင်းလာပါဆိုတဲ့စကားကြောင့်ဆိုရဟာအောင်ငုံနေခဲ့တယ်လို့ရချူကဆိုပါတယ်။အဲ့ဒီနောက်ဆိုဘာဟာရာဂျီကိုဖတ်ပြီးပြောင်းပြလိုက်တဲ့အခါရာဂျီလည်းသူ့အမေရဲ့အပြုံးကိုကြည့်နေတဲ့စံကြီးရဲ့သူသားဆန်မှုအတွက်ဆိုရဟာသူ့စတေးပင်းတွေကိုတောက်ခဲ့တဲ့အပေါ်တော့လုံးဝမရခဲ့ဘူးဆိုတာကိုနားလေတွားခဲ့ရပါတယ်။အမေဖြစ်သူဆိုဟာတည်ဆုံသွားပြီးတဲ့နောက်မှာလည်းအုတ်ကူရှိမှငိုကျွေးနေတဲ့စံကြီးကိုဂျက်က ကြည့်ပြီးတော့တည်သွားတဲ့သူကိုပန်းပေးပြီးငိုနေစရာဘာအကြောင်းမှမရှိဘူးလို့ပြောလိုက်ပါတယ်။ချက်ဟာအမြဲစံကြီးပေါ်တင်းမခဲ့ပြီးတော့စူဝါရဲ့ရည်ရဲချက်တွေနဲ့စံကြီးပတ်တွေဖြစ်ခဲ့တာကြောင့်နောက်ဆုံးမှစံကြီးကိုသူ့ရဲ့အဖေခါ Vince Mo ချက်ဖြစ်တာကိုဘယ်သူမှမပြောနဲ့လို့ဆိုတာဂျာမန်တိုင်းပြည်ကနေနှင်ထုတ်ခဲ့တာပါ။ဒါတွေကြောင့် Raju ဟာစံကြီးကိုကူညီပေးခဲ့တာဖြစ်ပြီးတော့အမေဖြစ်တဲ့ဆိုရာဟာသူ့ဘဝနဲ့ရှင်ပြီးတော့တာလီစံကြီးကိုလူသားဆန်အောင်ကျင်နာထောက်အောင်ကောက်ွယ်ပေးသွားခဲ့တာပဲလို့ပြောပြလိုက်ပါတော့။တစ်ဖက်ကနန်းတော်တဲမှာလည်းစစ်သားတွေက Luffy ကိုစာပြီးတော့ live ရှာနေခဲ့ချပါပြီ။ Raju လည်းစံကြီးရဲ့အသက်တန်မိုးကိုပြောပြပေးပြီးမလို့ ဂျာမန်ကိုစွန့်ပစ်ပြီးထပ်ပြေးဖို့ထပ်ပြောလိုက်ပါတယ်ဖမန်းလိုချင်တာကဂျာမန်ရဲ့သိပ္ပံနီးပညာပဲမလို့စန်ကြီးကတော့ခေါင်းထဲရောက်မှထိမှမဟုတ်ဘူးလို့ရာဂျူကဆိုပါတယ်ရာဂျူကလူတက်သမားတယောက်ဖြစ်ခဲ့တာကြောင့်မလို့အခုလိုဗမန်းစီမှာပြန်ပြီးအသက်ခံရမှာကသူမနဲ့ထိုက်တန်ပါလေလို့ထပ်ပြောစန်ကြီးလည်းသူအကုန်လုံးကိုပြန်တမမှာမလို့တိတ်ခိုင်းစရာလို့ပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းပတ်ပြိုရဲ့လက်ချက်ကြောင့်ကွဲသွားတဲ့ထာမာကူရဲ့ခန္ဓာကိုယ်ကလည်းနောက်ထပ်တစ်ဆင့်ပြောင်းလဲသွားပြီးတော့သူကတူဗစ်ကောင့်ဟီရိုကိုလို့ခေါ်ရလို့ဆိုပါတယ် သူတို့နဲ့ပန်ပြိုနဲ့ဟီဝကိုလိုတဲ့နောက်ချိန်စတဲ့ခိုက်ကြပါတော့ရဲ့တစ်ချိန်တည်းမှာပဲဖင်မန်းကလည်းဘရိုရဲ့စိတ်သက်ကိုသဘောကျသွားတာကြောင့်ဖင်မန်းရဲ့ထူးဆန်းထွေလာဆူဆီးမှုတဲ့ဘရိုကိုထည့်ရမယ်လို့ဆိုကဇူးနဲ့ပရိုမီသီးယပ်စ်ကိုစတဲ့ခိုက်ခိုင်းပါတော့ရဲ့ ဘရစ်လေစူးစမ်းပြီးခုခံရင်ပြန်မကိုဆက်တိုက်ခိုက်နေပါတော့တယ်။တပတ်ကပတ်တူနဲ့ဟီယိုကိုရဲ့တပ်ဖွဲ့ကလည်းပြင်းထန်လုပ်နေခဲ့ပါပြီ။ဟီယိုကိုရဲ့လေစင်နှမောင်းဓာတ်တိုက်ကွက်ကြောင့်ပတ်တူရဲ့ဓာတ်လည်းလင်းထွက်သွားခဲ့ရပါပြီ။အဝေးမှစိုက်နေတဲ့ဓာတ်ကိုပြန်ယူဖို့ပတ်တူပြေးယူနေတဲ့အချိန်ဟီယိုကအရှိန်နဲ့အနောက်ကနေဓာတ်နဲ့ထုတ်ဖို့ကြိုးစားရမယ်။ပတ်တူကဓာတ်ကိုအရှင်ရှားသွားခဲ့တာကြောင့်နောက်ထပ်တစ်ချိန်ဟီယိုကိုရဲ့ခန္ဓာကိုနှစ်ချမ်းထက်ချမ်းပေးလိုက်ပါတော့။ဒါမဲ့ခေါင်းနီဝါချိုပီလို့ခေါ်တဲ့နောက်တစ်ဆင့်ပုံစံထပ်ပြောင်းသွားတာကိုပတ်တူမြင်လိုက်ရတော့တခါတည်းကိစ္စချောပေးတော့မယ်လို့ဆိုပါရဲ့။ ဒါကိုအနာကစစ်သားတွေကလည်းပက်တရိုကိုဝိုင်းတိုက်ခိုက်ကြတဲ့အခါပက်တရိုကသူ့ရဲ့ဝိုင်းရုံကိုလှန်ပြလိုက်ပြီးသူ့ကိုယ်မှာတွဲချီထားတဲ့ဒိုင်နမိုက်တွေကိုမီးရှို့ပြလိုက်ပါတော့။ဒါမဲ့လူအုပ်ကြီးကအယံများနေတာကြောင့်ပြင်းမရဖြစ်နေချိန်မှာပဲပေါက်ကွဲထွက်သွားခဲ့ရပါပြီ။တစ်ဖက်ကလူဗီဟာလည်းသူ့ရဲ့လမ်းမှာလာပိတ်နေတဲ့ရှာလော့ခတန်စာကိုဟော့ကန်လင်းနဲ့ထိုးပြီးလက်ဘေးကိုညှစ်ခါစံချိန်ပေါ်မှာရှိတယ်လို့မေးနေခဲ့ပါတယ်။တချိန်တည်းမှာပဲဗမန်ကိုဓာတ်နဲ့ထိုးလိုက်တဲ့ brook ဟာလေသူ့ရဲ့ဓာတ်ကဗမန်ရဲ့အရှိပြားကိုတော့မဖောက်နိုင်လို့အရန်အန်အောနေတုံးမှာပဲဗမန်ကဘရုတ်ကိုကင်ပေါက်လိုက်ပါတော့ရင် လက်ကျနေတဲ့ block ကိုစုကမိုးကျိုးနဲ့ထပ်ပစ်ချလိုက်ပြီးတော့ Prometheus နဲ့အတူအနီးကပ်သွားကြည့်နေတုန်းပါပဲ block က Upek Kobdrok နဲ့လှမ်းတက်ခတ်လိုက်ပါတယ်။စုလည်း Brio ရဲ့တိုက်ကိုကြောင့်လင်းထွက်သွားခဲ့ရလို့ Prometheus ရဲ့ဘားဟာလည်းကွဲထွက်သွားခဲ့ရပါပြီ။တစ်ဖက်က Shadow Smoothie ကလည်း Luffy တို့ကိုချင်မဲ့ကိတ်သွားတာကိုတိလိုက်ရတာကြောင့်မလို့မနက်ဖြန်မမားရဲ့စိတ်အခြေအနေစိုးသွားရင်အကောင်လုံးပျက်စီးသွားနိုင်တယ်ဆိုတာသိတယ်မလားစုကအခုဖြစ်နေတဲ့ကိစ္စတွေအကောင်မမားစိတ်ကိုမပြောသေးဖို့အမိန်ပေးလိုက်ပါတယ်။နန်းတော်လေးတံမြောက်ကနေပိတ်ချလိုက်ပြီးတော့အောက်ဆုံးတက်ကနေတလွာချင်းဆက်ရှင်းရမယ်လို့လည်းဆိုပါတယ်။ အဲ့ချိန်ဘမန်ကလည်း brook ကိုဖမ်းမိသွားခဲ့ပြီဖြစ်တာကြောင့်အရန်နဲ့သဘောကျနေပြီးတော့ brook ကတာမာတာမှမမဲ့ zoo prometheus နဲ့ napoleon တို့ကိုတော့မနိုင်နိုင်ဘူးလို့ဆိုပါတယ်တကယ်တော့ zoo တို့တွေကိုဘမန်ကသူ့ရဲ့ lifetime ဆိုးဝေးထည့်ပေးထားတာပါစစ်သားတွေလည်း brook ရဲ့ပစ္စည်းတွေကိုစစ်ဆေးကြည့်ပေမဲ့ဘာမှမတွေ့ရတာကြောင့်ဘမန်ရဲ့သဘောအကျကြီးကျနေပါတော့ရဲ့ brook လိုမျိုး pony clitic ကိုဖတ်နိုင်တဲ့သူအတန်တကူကြားရတဲ့သူပေါ်လာပြီဆိုတာသိနေတဲ့ဘမန်ကသူ့မထက်အရှင်နောက်ဆုံး joe raft ကိုဘသူမှအရောက်မခံနိုင်ဘူးလို့ပြောနေတော့မှာပဲပိုတကာရောက်လာခဲ့ပါတယ် မမလေးပုန်တင်ရဲ့တတရမျိုးလုံးပွင့်ပြီးလာမေးလိုက်ပြီးတော့တကယ်လို့တတရမျိုးလုံးကမပွင့်လာခဲ့ရင်တော့ပုန်တင်ရဲ့ဘဝဟာအရန်တနာစရာကောင်းသွားပြီလို့ဆိုပါတယ် ပြုတ်လေပိုတေကိုမြင်ပြီးမျက်လုံးတုံးလုံးအနယ်ဝင်လာဆိုပြီးအန်အောနစ်ထုံပူတင်ကမမားရဲ့အခန်းထဲသွားစကားပြောရအောင်လို့တောင်းဆိုလိုက်ပါတယ်။တဖက်ကလူဗီကလည်းခရက်ဇာရဲ့လေဘကိုညှစ်ထားရင်စံကြီးပမာလဲဆိုတာကိုပဲမေးမြန်းနေခဲ့ပါတယ်။ဒါပေမဲ့ခရက်ဇာကမဖြေတာကြောင့်လူဗီကအားပို့တုံးပင်ညှစ်လိုက်တာကြောင့်မလို့ခရက်ဇာတယောက်တတိမိတ်သွားခဲ့ရပါပြီ။တဖက်မှလည်းရာဂျူကစံကြီးကိုထွက်ပြေးခိုင်းနေပြီးတော့စံကြီးရဲ့လက်ကလက်ကောက်တွေကလည်းရာဂျူကိုတိုင်လဲထားတာကြောင့်မလို့ပောက်ကွဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။စံကြီးအထွတ်ဘေဟာကအရေးကြီးတယ်လို့ရာဂျူကမေးလိုက်တဲ့အခါစံကြီးလည်းလူဗီနဲ့အမှတ်တရတွေကိုပြန်တွေးနေတော့မှပဲရာဂျူကလူဗီလိုတငယ်ချင်းကောင်းမျိုး နောက်ထပ်တစ်ခါနှစ်ခါပြန်ရှာနိုင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတော့ရင်ဒါလေးကတော့ One Piece အပိုင်း209ဖြစ်ပြီး210ကိုစတင်ပေးနိုင်ဖို့သူကလိုက်လေးတယောက်ချစ်စစ်နေပြီးကွန်မန့်လေးကျွန်တော်မှတ်ပေးကြပါဦး Channel ကိုလည်း Subscribe လေးမလို့လုပ်ပြီးတက်ခဲ့ကြပါဦးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ